အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေလေးတနေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့စုမုံငောင်းတောင်းပေးလိုက်ရပါတယ်အဲဒီနေ့မှာတော့ကျွန်တော်တို့ super saturday ပေါ့နော် super sunday ပေါ့အဲဒီကျွန်တော်မနေ့ပြောမှာကျွန်တော်ဒီပွဲစဉ်ကိုကျွန်တော်မနေ့ပြန်ရွှေ့စေချင်တာဘာလို့လဲလက်ရှိမှာဒီကျွန်တော်တခါရဲဆိုကျွန်တော်လည်းလွေရပြီဗျာဘာလို့ဆိုစနေနေ့ကန်ဆိုတော့ကျွန်တော် champion league video ဒီသင်းတွေက champion league ကြံမှုတကြောင့်မို့ဒါတင်းဝင်နေမကန်ခန့်စနေနေ့မကန်ခန့်ဂျားတဲ့မှာနားရပူရအောင်ဒါ premier league က season ပေးတယ်ပေါ့ဗျာနားလေလွေရအဲမဲ့လက်ရှိမှာဒီနေ့ပွဲစဉ်ပြီးရင်ဒါကျွန်တော်ဒီကစားသမားတွေရောဒီအသင်းကားတွေအကုန်လုံးကဒါကျွန်တော် international break ကိုသွားပြီးဖြစ်တဲ့အတွက်ကြောင့်မို့ဒီအသင်းတွေအနေနဲ့ လုံးဝလုံးဝဒါကျတော့ AC နားကိုအဲ့လိုနားလို့လည်းမရဘူးဗျာဒီကစားသမားတွေကိုလည်းရှိမှာဒါ Chelsea ရောဒါ Arsenal ဘူးကစားသမားတော်တော်များများဒါနိုင်ငံသစ်ပွဲစဉ်ဖြစ်နေတော့ဘာမှသိတယ်ထူးတာမဟုတ်ဘူးအဲ့တော့ပြောချင်တာရှင်းရှင်းဒီလိုပြောတာကျွန်တော်ဒီလိုပွဲကြီးပွဲကောင်းလို့မျိုးကဒါကျွန်တော် Super Sunday ထားမှာဆိုရှင်းနေဗျာကျွန်တော်လည်းရှိမှာဒီနေ့ပွဲစဉ်မှာဒါအသင်းကြီးတွေကြီးပဲတိုးတဲတာကျွန်တော်ဒါနဲ့ဆိုတာကျွန်တော်ပြန်ဆက်လိုက်မှာ၅သိန်းလို့တရထမှာကစားတာမနိုင်ပြန်ဆိုတာကျွန်တော်အသင်းလက်အသင်းငယ်တွေရှိတယ်ဆိုမှာတကယ်တမ်းကျွန်တော်များဆက်လာသည် broadcast မှာဘာမှစိတ်ဝင်စားတော့အဲ့တော့ကျွန်တော်မြင်ကြည့်တာကျွန်တော်တို့နေနေတာကျွန်တော်လုတ်ကျွန်တော်ထင်တာတို့နေနေအသင်းလက်တွေ ဲ့အသိငယ်တွေကိုဒါကျွန်တော်ပြိတ္တတ်ဒီအနေနဲ့ဒါတို့အနေနဲ့ channel မှာပြင်ဝင်ကြည့်လို့ရအောင်ဆိုတဲ့ပုံစံမျိုးလုပ်နေတာလားတော့ကျွန်တော်အနေနဲ့မသိဘူးဒါပေမဲ့ကျွန်တော်တို့ဒါကျွန်တော်ဘောလုံးပွဲကြည့်တာကြိုက်တဲ့လူတွေကအလုပ်ဖြစ်တယ်ဆိုတာမှတ်ပေးမယ်တချို့ကြတယ်ခုနကပုံစံပဲကို့အသိင်းလေးနဲ့ဒါကျွန်တော်တို့ဒါရှင်းမစင်တော့မစစ်လာတဲ့တင်လေးကိုမှရွေးကြည့်တဲ့လူတွေရှိတယ်ဒီလိုကြီးတိတဲ့အချိန်ပေးပြီးကြည့်ရလူနဲ့ဒါတစ်ခါပရီးမီယာလေးကကြောက်လို့တယ်အဲ့တော့ကျွန်တော်ချင်းလာပြောပြောချင်တာရှင်းပါတယ်ချက်စီးနဲ့ဒါလီဗာပူးနဲ့ပွဲစဉ်ကိုကျွန်တော်ကဒါမနက်ဖြန်ကျွန်တော်ညနေ9ကျွန်တော်ကိုယ်လည်းတော့ကြည့်ချင်တယ်ဘာလို့ကျွန်တော်အနေနဲ့ဒါဖူလက်ရှိမှာလီဂာနေပြီးလီဂာနေပြီးတော့ကျွန်တော်တို့ လန်ဒန်ကိုတော့ကျွန်တော်တို့ဘလူးမပြန်ဖို့မလွယ်ဘူးဒါ၃နာရီတပြန်ဖို့ဘလင်းနီမမလွယ်ဘူးခုနကဘယ်ဟဲ့ကျွန်တော်ဖီယာလောက်ရဟဲ့ရင်ပိုင်ရင်တော့တမျိုးပေါ့နော်ရဟဲ့ရင်လည်းကျွန်တော်ဒါသွားပြီးသွားကြည့်ရင်တော့တမျိုးအဲ့တော့လက်ရှိမှာဒါဒီနေ့ပွဲမှာ Chelsea ရဲ့ England Stamford Bridge မှာ Liverpool တင်းနဲ့တွေ့မယ်ဒီနေ့ပွဲစဉ်ကတော့ကျွန်တော်ဂျာပရိသတ်နှစ်ယောက်နဲ့ကြည့်မှာဟာ Chelsea ကလည်းမိုက်နေပြီ Liverpool ကလည်းမိုက်တယ်နှစ်သင်းလုံးဒါကြောင့်အသင်းကြီးနှစ်သင်းချတော့မယ်ဆိုကျွန်တော်ဂျာပရိသတ်မြင်တယ်ဒါပေမဲ့နှစ်သင်းလုံးရတာကိုစီကိုစီပရိသတ်ကိုစီကိုစီကတော်တော်လေးကိုယူရတာနှစ်သင်းလုံးဘယ်အသင်းမှ confidence မရှိဘူး Chelsea ပရိသတ်တွေကိုလည်းတော်မေးကြည့်ကျွန်တော်ကောင်မှာကျွန်တော် Chelsea ဘက်မှာဒီပွဲကိုတော့ကျွန်တော်လုံးဝမထင်မှတ်တာကျွန်တော် Liverpool ဘက်မှာဒီနေ့ ပွဲစဉ်ကိုကျွန်တော်တို့တိတ်ပြီးမထင်ထားဘူးဆိုတဲ့လူကခက်မြတ်များအဲ့တော့ပြောချင်တာဘာကြောင့်လဲ of course ခုနကပြောသူကိုအတင်းချောင်းကိုကိုခုနကပြောသူကိုအတင်းချောင်းကိုကိုဟောက်ကိုပူတည်တယ်ဆိုတဲ့အကြောင်းအဒီတိုင်းပဲအဲ့တော့ Chelsea အသေးအနေနဲ့ဒီနေ့ပွဲစဉ်မှာပြိတ္တတွေနဲ့လက်ဟာမှုတွေအများကြီးရှိဆိုသူတို့အတင်းသူတို့တည်တယ်အဓိက cancel ပိုင်းဒီနေ့ပွဲစဉ်မှာကျွန်တော် cancel မှုစစ်စစ်တော့မှဒါဆန္ဒပတ်နေထားမှာဘယ်သူမှတိတ်မရှိတော့တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒီနေ့ပွဲစဉ်မှာဘယ်သူမှလက်ရှိမှာရှာလို့ပါအနေကတိအဲ့တော့ဒီနေ့ပွဲစဉ်မှာဒါ Chelsea အသေးရဲ့ cancel ပိုင်းမှာ Arsenal ပေါင်းနဲ့ဒါ Bidia Shay တို့ရဲ့တွဲလုံးတွေကိုမြင်ရမယ် ပြဿနာကြီးတဖက်ရတာကျွန်တော်လက်ရှိမှာဟုတ်တယ်ခုနကတဖက်ရတာတိုက်စစ်ပန်းအားနေနေတယ်ဆိုပေမဲ့ e set လိုမျိုးကစားသမားမျိုးစာလာလိုမျိုးကစားသမားမျိုး ਨੇ တွေ့ပြီဆိုရင်ဒီကစားဒီခံစားအချမ်းမောင်းနဲ့ဗဒီယာရှိုက်ဘာလက်ဘလောက်ဘလောက်လုပ်နိုင်မလဲအဲ့တော့ Chelsea ပြည်တဲ့တာကိုကြောက်တယ်တဖက်ကတာကျွန်တော်တို့လက်ရှိအာ Liverpool ပြည်တဲ့သူတို့ရတာတိုက်စစ်တွေကိုတဖက်သင်ကကြောက်နေမယ်ထင်မယ်သူတို့ကိုသူတို့တော့ဒီတိုက်စစ်ကအလုပ်ဖြစ်ပါမှာဆိုရင်လည်းဒီမှာပါဒါပေမဲ့ဒီနေ့ပုံစံမှာ Liverpool ဘက်ကိုကျွန်တော်ပြန်သုံးသပ်ကြည့်အောင်အခုလက်ရှိမှာ Food Mock ကတာပွဲထောက်ထားပေးခဲ့တယ်လို့ပဲဘယ်တော့ကျွန်တော်အနေနဲ့ဒီနေ့ပွဲစဉ်မှာအပြေကရှင်းတယ်ဒါကျွန်တော်အနေနဲ့ဒါကျွန်တော်ကိုင်းလေဘက်မှာ Florian Wirtz ကိုကျွန်တော်ဒီနေ့ပုံစံမှာ ားစီခြင်းနဲ့ Florian Wirtz လေးတပွဲနာပါဘူးဒီနေ့ပုံစံကလည်းပွဲကြီးပွဲဖြစ်တဲ့တော့ဒီနေ့ပွဲစံမှာလုံးဝအမားယုံလေးပွဲမကောက်လေဘဘူးတင်တဲ့ဒီနေ့ပွဲစံမှာတရေတမတ်ရအောင်နေတယ်ဒါကျွန်တော်တစ်ဖက်က Arsenal သင်းနိုင်သွားယုံနေတဲ့ဒင်ကိုဒါကျွန်တော်လက်ရှိမှာရှင်းရှင်းလေးဒါလေဘဘူးတင်နေတဲ့ဒါကျွန်တော်အဆင့်တနေရာဖယ်ပေးရမယ် International Break မှာအဆင့်တနေရာဖယ်ပေးလိုက်ရတဲ့ဆိုတဲ့ gut feeling ကအသင်းသားတွေရဲ့ motivation ကိုကြဆင်းစေတာတော့အမှန်ပဲဒါပေမဲ့ဒီနေ့ပွဲစံမှာလေဘဘူးတင်တဲ့ဒါကွင်းလယ်ပိုင်းနေဖို့ပဲခက်စပိုင်းမှာပြောင်းလေးရမယ်တစ်ဖက်ရဲ့ဒါကျွန်တော်လက်ရှိဒါကျွန်တော် Chelsea တင်တဲ့တိုက်စစ်ပိုင်းကဘလူးပဲဘာပဲပြောပြောသူတို့ရဲ့တိုက်စစ်ကမြန် ်နေဒါ Star View ပဲကြည်ကြည် Jimmy Gibb Display ပြပြီး Alejandro Cana Chu ပဲကြည်ကြည် Neto ပဲကြည်ကြည်ဒါကျတော့ဘလူပဲကြည်ကြည်လက်ရှိမှာသူတို့ရဲ့တောင်ပိုင်းတွေကမြင့်နေဒါပြင်လက်ရှိမှာ Tight Sit ပိုင်းဖြစ်တဲ့ Jao Bedu တို့ Usuka လေးလေးထားတဲ့တဲမှာပါတယ်တချို့ဒါမသေးကွဲနေတာ Jao Bedu ကလက်ရှိမှာအနီးကကဒါ Champion League မှာဖြစ်တဲ့ကြောင့်လာမယ့် Champion League ပွဲစဉ်ကိုပဲလွှဲချော်မှာဖြစ်ပြီးတော့ Premier League ပွဲစဉ်ကိုတော့လွှဲချော်မှာမဟုတ်ဘူးလို့ကျွန်တော်နေပြောတယ်ပြီးတော့နှစ်ဝါတန်တီဖြစ်တဲ့အတွက်ကြောင့်မို့လာမယ့် Champion League တပွဲပဲလွှဲချော်မှာဖြစ်တယ်ဘောနော်အဲ့တော့လက်ရှိမှာ Chelsea အသင်းနဲ့ဘာလို့လဲအဓိကကျွန်တော် Chelsea အသင်းကျွန်တော်နေနဲ့အားနည်းမှုကိုထောက်ပြပါဆိုရင်တော့ဒါကျွန်တော်နေနဲ့ဒါခံစားပိုင်မယ် ပြီးဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့အတွက်ဒါချက်စီရဲ့ကွင်းလယ်ပိုင်းပေါ့နော်ချက်စီရဲ့ကွင်းလယ်ပိုင်းနေနဲ့ကိုးပါမမရှိကြတာကျွန်တော်လက်ရှိမှာကွင်းလယ်ရဲ့ဒါကျွန်တော် attacking rate ကတော်တော်လေးအားနေနေမြင်တယ် ဘူဆိုရလက်ရှိမှာဒီနေ့ပွဲစမှာဒီနေရာမှာဘလူထပ်သုံးလဲဆိုတော့ဘဒုမလည်းသုံးလို့မရနေတာမှရှိတယ်။ဒါကျွန်တော်ရှေ့ပွဲတွေမှာဒါချန်ပီယံလိမှာတော့ဘွန်နိုဝဲတာကိုသူ့အနေနဲ့ဆန်းသုံးကြည့်တယ်ဆိုတာမှတ်ပေမဲ့ကျွန်တော်ကတော့ရှင်းနေဗျဒီနေ့ပွဲစမှာဒါကျွန်တော်မြင်ကြည့်တာဗောနကိုက်စီတို့အန်ဇိုဖာနဲ့လာဗီယာပဲဒါကျွန်တော်အန်ဇိုမရက်စ်ကနေနဲ့ရစ်အယမ်းမယူပဲသုံးသွားမယ်လို့ဒါပေမဲ့ဒီနေ့ပွဲစမှာအန်ဇိုမရက်စ်ကနေဘဒုကိုသူဖိပြီးတော့ဒါကျွန်တော်ကျွန်တော် creative outlet တွေသူထုတ်မယ်ဆိုရီစီဂျင်းပြထုတ်မယ်။ကိုက်စီတို့နေနဲ့ဒါရီစီဂျင်းရဲ့နေရာမှာဒါကျွန်တော် inverted ပုံစံမျိုးဝင်ပြီးတော့ရီစီဂျင်းနဲ့ကွင်းလေပိုင်းသွားပြီးအန်ဇိုဖာနဲ့စကသူ့နေရာတစ်ချက်တစ်ချက်ခင်ဗျာရီစီဂျင်းကိုအယမ်းရှစ်တက်တဲ့ပုံစံ ံမျိုးတွေဒီနေ့ပွဲစဉ်မှာတွေ့ရနိုင်မယ်ဒါဟာ risk ကြီးလို့ reward လည်းအရင်ကြီးရတယ်မဟုတ်ပါဒီနေ့ပွဲစဉ်မှာဒါတကွင်းလုံးမှာပြင်ဆင်လက်ရှိမှာဒါကျွန်တော်စတယောက်လုံးမှာမှဒါတသိန်းလုံးကိုဒါကျွန်တော်တကယ်ကို creativity အများဆုံးအောက်လက်က risk gain ဆိုပြီးအဲ့တော့ risk gain ကိုလက်ရှိမှာ as morris ကဒီနေ့ပွဲစဉ်မှာဆွတ်ဆက်ပြီးအားကိုးလိမ့်မယ်ဒါပေမဲ့ဒါကျွန်တော် pop in လုပ်ပြီးတော့ကျွန်တော်ဒါ inverted fullback ကိုတခါရဲသုံးတာတဲ့ဆိုင်ဒါ in game မှာပဲ shift လုပ်သွားပြီးတော့ tempo ပေါ်မူ db shift လုပ်သွားတာပို့ပြီးကောင်းမယ်လို့မြင်တယ်တစ်ဖက်ရဲ့ဒါလက်ရှိမှာကျွန်တော်အမြင်ကပြောရမယ်ဆိုရင်တော့ risk gain ကိုကျွန်တော်ဘာလို့ဒီနေ့ပွဲစဉ်မှာ walk rate ကိုပို့လို့ဆိုတော့ cody gag ပို့နေဒါ robertson ဆိုတမျိုးပေါ့နော်ဒါကြောင့်လက်ရှိမှာ cody gag ပို့နေတဲ့ ဲ့ဝီစီချင်းကိုဒီနေ့ပွဲမှာကြော်ဖို့အတွက်အရန်ကြီးတာကျွန်တော်တို့လွယ်ကူမဲ့နေထားမှာမရှိဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ကိုဒီကေဘူကိုတိုင်ကလည်းအခုလက်ရှိနောက်ပိုင်းပွဲစဉ်မှာအားနည်းနေတဲ့ကြောင့်ဒီလိုပုံစံမျိုးဒီနေ့ form ဆိုရင်တော့ဒါဘလူတွေဖြစ်သွားမှာကျွန်တော်စောင့်ကြည့်ရမှာပါတယ်။ဒီနေ့ပွဲစဉ်ကကျွန်တော်တရင်ကောင်းတစ်ခုကိုပြောပါဆိုရင်တော့ဟူဂိုအီကီတီကီကဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ပြန်လည်ပြီးပါအောင်မှာဖြစ်တယ်ဆိုတော့ဒီပြဒီပြလိုက်ပြီ။အဲ့တော့ဒါကျွန်တော်ဒိုင်ယာကြောင့်မို့ဒါကျွန်တော်တို့လွယ်ချုပ်ဖို့အတွက်ရာဂိုင်းတို့နဲသွားပြီ။အဲ့တော့အလစ်ဆန်ဘက်ကဂျီယိုဗာလီယိုနီဒါစတီဗင်ဘတ်ဂျက်တက်ကလွယ်ရင်တော့ဒါလီဗာပူးချက်စီအသင်းကလူလုံးဝစုံတယ်လို့ပြောလို့ရတယ်မှာပါတယ်။တစ်ဖက်ကတော့ကျွန်တော်တို့ဆိုလီဗာပူးက ဆိုလို့ပြောအဲ့တော့ Chelsea တင်းနဲ့လက်ရှိမှာကျွန်တော် Levi Go ပဲ Riba ရောဒါကျွန်တော် Tottenham ရဲ့ Riba ရောဒါကျွန်တော် Travel Chalova Wesley Fofana ဒါကျွန်တော် Andreas Santos Kobama Asugo ်ဒီယန်ဒလပ်တန်ရကစားသမားလက်ရှိမှာဒါမနစ်ကအတိုင်းပဲမနစ်ကလို့မထူးပဲတဲ့ကျွန်တော်လက်ရှိမှာတန်ရကစားသမား9ယောက်ထက်မနစ်အမြဲတမ်းဒါလီဗာပူးမှာရှိနေတော့ချက်စီမှာရှိအဲ့တော့ချက်စီတင်တဲ့ဒီနေ့ပွဲမှာကျွန်တော်စိုးရင်ဆိုတာခံစစ်ပိုင်မယ်ပြဿနာဟာပူဆိုတာအကဲလီဗာပူးအတင်းသားဆော့ဆော့စီစီတွင်းကိုတကူရသွားခဲ့မယ်ဆိုရင်တော်တော်လေးကိုဒါပြည့်ပြတ်သွားနိုင်ရဲ့ဒီမှာပါတယ်ကျွန်တော်နေဘာလို့လက်ရှိမှာဒါကျွန်တော်အာချေမောင်ကိုရန်ကလည်း front foot ဖြစ်တယ်ဒါဗီဒီယိုချက်က front foot အရင်ဖြစ်တယ်ဆိုတာမဟုတ်ပေမဲ့တကယ်တမ်းနင်းသားဟာလားစီဆိုတဲ့ movement မှာဒါကျွန်တော်အာချေမောင်ကတော့ဒါကျွန်တော်နေနေ front foot ဖြစ်တယ်အဲ့တော့ဒီနေ့ပွဲမှာဒါအာ ားချမ်းပေါင်းနဲ့ရှေ့ပွဲတုန်းကတည်းကကျွန်တော် Brighton နဲ့ပွဲစဉ်ကအမှားလိုပြလုံးဝမှားလို့မရဘူးသူအနေနဲ့ကိုတင်ရှုံးနေပြီဆိုရင်ဒီရှုံးနေတဲ့ momentum ကိုပြန်ပြီးတော့ပြန်ထိမ့်မယ်ဒါငါအနေနဲ့အရင်လွန်ကျွလှုပ်သွားလို့မရဘူးဆိုတဲ့ပုံစံမျိုးကိုတွေ့ရမြင်ရမယ်လို့ကျွန်တော်နေမြင်တယ်မိတို့ပဲဆိုစကတစ်ဖက်က Liverpool ပေါ့ Liverpool ကလည်းအားနေချက်တွေအများကြီးပဲ Liverpool ရဲ့အားနေချက်ကလည်း cancel ပဲမယ်ဒီနေ့မှမှတော့ Arne Slot အနေနဲ့သူ့ရဲ့ cancel ပိုင်းကိုပြင်လာမယ်လို့မြင်တယ်ခုနကပြောတဲ့တစ်ဖက်ကတည်းကတောင်မန်တွေကမြန်နှုံးမြင့်တောင်မန်တွေကို Liverpool အသင်းအနေနဲ့ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်အဖေကရှင်းတယ်ကော်နာဘရလီနဲ့ရော Robertson ကို full mock ကသုံးထားမယ်လို့မြင်ကျွန်တော်အနေနဲ့ဒါကျွန်တော် balance ပြန်ညှိအောင်ဒီနေ့ပုံမှာ Robertson corner Bradley ကိုသူတို့သုံးမယ်လို့ကျွန်တော်အနေနဲ့ဒါ full mock တိုင်းကျွန်တော်တော့မြင်တယ်ပေါ့နော်အပေါ့ဆိုဒါတစ်ဖက်ရဲ့တိုက်စစ်ကိုမြင်မှုတယ်ဒါဒီနေ့ပုံမှာရှင်းတယ်တိုက်စစ်ကတိုက်စစ်လို့လို့ခံစစ်ကခံစစ်လို့လို့ဆိုပြီးဒီနေ့ပုံမှာ Arnis တို့ခွဲခြားပလိုက်ရင်ကောင်းမယ်ဒါပေမဲ့ဒီနေ့ပုံမှာ Queen လည်းကိုအရင်ဆုံးကကောင်းနေတဲ့ Queen လည်းပုံစံလေးအတိုင်း Liverpool ကိုကျွန်တော်တော့လှုပ်စေချင်ဒီနေ့ပုံမှာ Hugo ဒါကျွန်တော် Florian ဒါပေမဲ့ဒီနေ့ပုံမှာကျွန်တော်အနေနဲ့ဘိုးဖြစ်စေချင်တယ်ဘာလို့ဘိုးစီခုနကပုံစံ Queen လည်းဘိုးရတာအရင်ပုံစံမျိုးတော့ဒါပေမဲ့ဒီနေ့ပုံမှာကျွန်တော်အတွက်ကို personal ပြောရမှာဆိုရင်တစ်ဖက်က RC Jane ကဒါကျွန်တော်ဒီနေ့ပုံမှာအလွန်ကျွ ွန်ရှစ်တက်မှုကိုခွင့်ကောင်းမှုအီဆက်ကိုတောင်းမှာဖလန့်ထားလိုက်။ဟူဂိုအဂီဒီကိုစန်တာဖော့ပြေးလိုက်။ဆာလန်ကအီဆက်ကိုကဒါကျွန်တော်နှစ်ကောင်လုံးဖေးရှိတယ်။ ကိုသွင်းတဲ့ leader striker တွေဖြစ်တယ်အဲ့တော့အဲ့နှစ်ယောက်လုံးကို igidiki ကိုပြန်တည်ပြီးတော့မှလက်ရှိမှာ bidia shine ပြီးအာချံမောင်းပြီးဒီပုံစံရှင်းတယ်စာသားက kukwe လောက်က bidia shine နဲ့အာချံမောင်းကတော့ကျွန်တော်တို့ ego igidia ဆွဲထားရှင်းတယ် rising jing ကတော့ကျွန်တော်လက်ရှိမှာသူ့အနေနဲ့ counter break ပို့တော့သူချောင်းတဲ့အချိန်မှာဒီနေရာမှာ e set လွတ်သွားပြီး e set နေတယ်ဒီနေ့ပုံစံမှာဒါပွဲကလုံးဝ kill off လုပ်ရမယ်ပွဲစဉ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ဒီနေ့ပုံစံမှာဒါကျွန်တော်လက်ရှိမှာ chelsea ဘက်ကမစွန့်မထင်မှတ်ပဲစိုးရင်ရမှာတကူသူတို့ရဲ့ကကိုသမားပဲ robert sanchez ရဲ့ကြောင်လုံးမှုတွေကိုတော့ဘလောက်တိကြကြောက်အောင်လဲဆိုတော့ chelsea ပြည်သက်တွေနေတဲ့ချက်တော့စောင့်ကြည့်ရမယ်လို့ ပဲကျွန်တော်အနေနဲ့မြင်တယ်တပလက်ရှိကိုတစ်ဖက်ကတော့ကျွန်တော်မမဒက်ဖီလေးဒီနေ့ပုံစံမှာပရီးမီးယားလိဂ်ကိုထပ်ပြီးတော့ကျွန်တော်တွေ့ရမယ်တဲ့မှာပါအဲ့တော့မမဒက်ဖီလေးနေဒီနေ့ပုံစံမှာဘယ်လောက်ထိခြေစွမ်းပြနိုင်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်တဲ့မှာပါတယ်ဒါပေမဲ့လက်ရှိမှာနှစ်သင်းလုံးအတွက်တေးရလက်ကဘလူးမှာတောက်အတိတ်ပဲမရှိတဲ့ပုံစံကြောင့်တေးရောလုံးဝဒါအတိတ်ပဲမရှိလို့မြင်တယ်ဒီနေ့ပုံစံမှာချက်စီနိုင်တာဖြစ်ဖြစ်လီဗာပူးနိုင်တာဖြစ်ဖြစ်ဘယ်အသင်းမှာပဲနိုင်တာဖြစ်ဖြစ်နိုင်ဖို့အသုံးပဲအရေးကြီးဆုံးပဲလီဗာပူးတဲ့ဒီနေ့ပုံစံမှာတေးရတစ်ဖက်ကအာစတန်နိုင်ဘလူးနိုင်ဘလူးပဲဖြစ်ဖြစ်ဒါကြောင့်အာစတန်နဲ့အဆင့်တက်သွားမယ်တစ်ဖက်ကချက်စီတဲ့ဒီနေ့ပုံစံမှာတေးရတစ်ဖက်ရမယ်ဆိုတော့လုံးဝအခက်မသိရင်လည်းကျွန်တော် top 10တွေကအောင်ထွက်သွားနိုင်တဲ့ ထားမှာရှိတယ်အဲ့တော့ဘောကျနာရှစ်ချက်လေးနှစ်သိန်းလောက်တော့တည်ရလက်ကဘာမှတောက်တိပဲမရှိသေးဘူးနှစ်သိန်းလောက်တဲ့နိုင်နိုင်ရှုံးရင်ရှုံးပြတ်သားတဲ့ရလက်တစ်ခုရမှရမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်လို့ပြောနေတယ်ပဲဒီနေ့ပေါ်သမားကကျွန်တော်ရွှေကရုံးနှစ်ယောက်ကရုံးကရုံးချင်းဘယ်ကရုံးပို့ပြောင်းလဲဆိုတာကိုတော့ပို့ပြီးတွေးရမယ်လို့ပြောနေတယ်ကြောက်တော့ကမြူပါအောင် ပေါ်လုံးပွဲကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ TV Voice တို့မှာဂျင်းလူဆန်ပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးကြွတူပါတယ်။ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစေ။စုမုံကောင်းတောင်းပြီးနေပြီ။ကျွန်တော်တို့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြရပါ့။အားလုံးကြွတူပါတယ်။မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးကြွတူပါတယ်။ကျွန်တော်တောက်ကုန်ပြပါဗျ။ဒီပေါ်ဗျ။